ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလိကန်ဒေသထက်ခရမ်းကျင်သေးတွင်တပိတ်တငွေကျပ်150အထိကျဆင်းပြီးဝယ်သူမရှိဖြစ်နေတာကြောင့်ကျုံမျိုးဆိုင်တောင်သူတွေအရှုံးပေါ်နေရလို့သိရပါတယ်။2024ခုနှစ်အောက်တိုဘာနဲ့နိုဝင်ဘာလမှာခရမ်းကျင်သည့်ရှားပါရာကြောင့်စံချိန်တင်ဈေးနှုန်းမြင့်တက်ခဲ့ပြီးဒဇမလမှာပြန်လည်ဈေးနှုန်းကျဆင်းခဲ့တယ်လို့သိရပါတယ်။ဒီလိုခရမ်းကျင်သည့်ဈေးနှုန်းကျဆင်းခဲ့ရာ2025ခုနှစ်မလအထိဈေးနှုန်းဆက်လက်ကျဆင်းနေတာကြောင့် 3လကျော်ကြာမြင့်ပြီဖြစ်တယ်လို့ကျွန်းမြောက်ဆိုင်တောင်သူတွေကပြောပါရယ်။အင်းလိကန်ခရမ်းကျင်သီစင်းလုံးဟာတပိတ္တကိုငွေကျပ်150ပိတ္တ30ပါဝင်တဲ့ခရမ်းကျင်သီတည်င်းကိုငွေကျပ်4500နှုန်းခန့်သာပေါက်ဈေးရပြီးဝယ်ယူသူနေပါတယ်လို့သိရပါရယ်။အင်းလိကန်ခရမ်းကျင်သည်ဈေးကွက်တော့ပြတ်ပါပြီလို့ပြောလို့ရတယ်။150ကျပ်ကိုဝယ်သူမရှိဘူး။တချို့ဆိုမခိုးတော့ပဲဒီတိုင်းပြစ်ထားလိုက်တယ်။လောကကတော့မရကြဘူး။တအားရှုံးနေလို့ မိုင်းတောက်ကကျွန်းမျောဆိုင်တောင်သူတို့ကဆိုပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလိုမျိုးဒေသတွေမှာအဝယ်လိုက်ပေမဲ့လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့်တင်ဖို့ရောင်းချခွင့်မရတဲ့အတွက်အသီးဝယ်လက်ပုံမရှားပါလာတာဖြစ်ကြောင်းပွဲရုံတွေကဆိုပါတယ်။လက်ရှိအချိန်မှာရန်ကုန်မန္တလေးတွေကိုအနှင်းငယ်သာတင်ပို့ရောင်းချရပြီးရသမျှဈေးနှုန်းနဲ့သာရောင်းနေရတယ်လို့သိရပါဗျ။2025အေပရီလတကြံကာလအရှိပိုင်းခရမ်းညစ်သည့်အရောင်းဝယ်ပြည်လဲကောင်းမွန်လာစေဖို့မျှော်လင့်ချက်ရှိတယ်လို့ကြုံမြတ်ဆိုင်တောင်သူတွေကဆိုပါတယ်။ ခရမ်းကျင်သည်ဈေးကွက်ဟာလာမယ့်ဩဂုတ်လအတွင်းပြန်လည်ဈေးတက်လာနိုင်တယ်လို့အောင်ပန်းကုန်စင်ပွဲရုံကသုံးသပ်ထားပါတယ်။